အဲ့တော့တနင်္လာသာသမီများပုပ်ပါစောရဟန်းမင်းကိုအကြောင်းပြုပြီးတော့ရေးထိုးတဲ့မြန်မာတက္ကသိုလ်1389ခုနှစ်တနစ်တာမှာတွေ့ကြုံရမယ်ကံကြမ္မာအကျိုးကြောင့်အဆိုးကောင်းသိထားမယ်ချက်တွေဆောင်ရွက်ဆောင်ရွက်နေပြုလုပ်ရမယ်ရည်ရည်များကိုတနစ်စာဟောစတန်းတက်ဆက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့မင်းသိန်းခိုင်ရှင်ဝင်းထူးနေဖြစ်ပါတယ်နော်အဲ့တော့ဒီနှစ်ကတဲ့တနင်္လာသာသမီမိတ်ဆွေများ စိတ်ဘူးစရာတွေအတိုက်ခံတွေအခက်အခဲတွေကြားတွေကဟွက်ရင်မှန်းချက်တွေအကျံစီတွေပြည့်မြောက်အောင်မြင်မဲ့လုပ်ငန်းစည်းပွားတွေတိုးတက်မဲ့နှစ်ပဲဖြစ်ပါတယ်။အလုပ်ငန်းစည်းပွားတွေအကျံစီတွေတော့အောင်မြင်မယ်သို့တော်လည်းစိတ်ဘူးစရာတွေများမယ်စိတ်နှောက်ရှက်ဖြစ်စရာတွေများမယ်အတိုက်ခံအခက်အခဲတွေများမယ်။အဲ့ဒါတွေကြားတဲ့အောင်မြင်မဲ့နှစ်ပဲဖြစ်ပါတယ်။နံပါတ်နောက်တစ်ခုကကြတော့အပေါင်းအသင်းမှတ်တဲ့အဲ့တော့အပေါင်းအသင်းကြည့်ပြီးတော့ပေါင်းပါ အဲ့တော့အပေါင်းအသင်းမှားတတ်တယ်လူပေါင်းမှားတတ်တယ်သတိထားပါနောက်တစ်ခုကစိတ်လေစိတ်ထွေပြီးတော့တဲ့ဆုံးဖြတ်ချက်အမှားတွေချမိတတ်တယ်အဲ့တော့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမိသားစုနဲ့အများနဲ့နောက်တိုင်ပြီးတော့ဆုံးဖြတ်ပါတယောက်တည်းဆုံးဖြတ်မယ်ဆိုလည်းပဲတဲ့အုံနောက်ညာနဲ့ပဲဆုံးဖြတ်ပါအဲ့တော့စိတ်ခံစားမှုနဲ့မဆုံးဖြတ်ပါနဲ့စိတ်ကတော့အမျိုးမျိုးပြောင်းနေတာစိတ်လေစိတ်ထွေနေတာအုံနောက်နဲ့ပဲလှုပ်တဲ့မလှုပ်တဲ့ကောင်းရင်မကောင်းရင်တွက်ချက်ပြီးတော့ဆုံးဖြတ်ပါဒါလည်းပဲအရေးကြီးတယ်နော် အဲ့တော့တနင်္လာအသံမီများလည်းပဲဒီနှစ်ကမတရားကောင်းမတရားညံ့တော့တတ်ပါတယ်။ဒါကြောင့်မလို့စိတ်ကောလူတော်တည်ငြိမ်စွာနဲ့စိတ်ခံစားမှုအလိုမလိုက်ဖဲနဲ့အုံနောက်ညောင်ပဲတုံးပြီးတော့တည်ငြိမ်စွာနဲ့ဖြတ်သန်းမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာများကိုလုပ်ကြရင်ဆောင်ရွက်ပါ။ဒါဆိုရင်တော့အောင်မြင်မှုအသိပွင့်နဲ့ခံစားပါလိမ့်မယ်။နောက်ဒီနှစ်ကစိတ်နဲ့ပတ်သက်တာတော့ဘာမှစိတ်တိုင်းမကြအားမရဖြစ်နေတတ်တယ်။နော်။နောက်အမြင်နဲ့တရားအခက်မသိဖြစ်တတ်တယ်။အများအဖြစ်ဆိုကိုယ့်တယောက်တည်းရဲ့အမဲ အများအမဲဆိုကိုတယောက်တည်းအဖြူအဲ့တော့အလုံးနဲ့အစင်ပြောင်းလက်ရောယူတည်ဖြစ်အောင်နေပါနောက်စိတ်ပူစရာလေးတွေစိတ်နှောက်ရှက်ဖြစ်စရာလေးတွေကတော့တစ်ခုပြီးတစ်ခုလာနေမှာပဲအဲ့တော့ကိုကကြိုတိထားပြီဆိုတော့ကိုဘကအစ်စ်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်အဲ့ဆေးပူစရာတွေလာမယ်အတိုက်ခံတွေလာမယ်အခက်အခဲတွေလာမယ်စိတ်နှောက်ရှက်ဖြစ်စေဖြစ်စရာတွေလာမယ်အဲ့ဒါတွေကြားရရပဲကိုယ့်ရဲ့ရင်မဲချက်တွေပြင်းပြဖို့လုံငန်းတွေတိုးတက်ဖို့ရုန်းကန်ပြီးတော့ စ조사ရမယ်နှစ်ဖြစ်ပါတယ်။မောင်းနေထားပါအားမွေထားပါနော်။နောက်ပြီးတော့တနင်္လာသံသမီတွေကိုယ့်ရဲ့အတွေ့အော်တွေအယူဆတွေခံယူချက်တွေကိုယ့်အမြင်တွေလည်းပဲပြောင်းသွားဖို့ရှိပါတယ်။အလုပ်နေရာအိမ်နေရာလည်းပဲအပြောင်းလဲဖြစ်ဖို့ရှိနေပါတယ်။အဲ့တော့နေရာထိုင်ခြင်းပြုပြင်ရခြင်းအတည်ရခြင်းပြောင်းလဲရခြင်းအလုပ်အသစ်များလောရခြင်းအလုပ်များပြောင်းလဲရခြင်းရှိနေပါတယ်နော်။ နောက်စัญญဘက်လိမ်များထံကနေပြီးတော့အကူအညီကောင်းတွေရဖို့ရှိတယ်။ဥပမာယောက်ျားဆိုရင်မိန်းမတွေစီကအကူအညီကောင်းတွေရဖို့ရှိတယ်။မျိုးသမီးဆိုလည်းပဲယောက်ျားတွေစီကလည်းအကူအညီကောင်းတွေရဖို့ရှိတယ်။စัญญဘက်လိမ်များစီကနေပြီးတော့လည်းပဲအကူအညီတွေကြီးကြီးမားမားလည်းများဆက်ဆက်ရဖို့ရှိနေပါတယ်။နောက်တစ်ခုကဒီနှစ်ကတဲ့စိတ်ကောလူရောပင်မဲမဲနှစ်ဖြစ်ပါတယ်။နောက်စိတ်လည်းပင်မဲမဲလူလည်းပဲပင်မဲမဲ။ဘာကြောင့်လဲဆိုတော့အလုပ်တိုင်းနေရာတိုင်းမှာအတိုက်ခံနေတယ်။ အခက်အခဲတွေအပြိုင်ဆိုင်တွေများမယ်။ဒါကြောင့်စိတ်ကောလူကိုပြင်းမဲ့မဲ့ဖြစ်ပါတယ်။အဲ့တော့ဒီနှစ်ဒီအဲ့တော့မတရားကောင်းမတရားညံ့တတ်တဲ့နှစ်ဖြစ်တဲ့အတွက်မတရားကောင်းရလေအောင်အရင်နဲ့ဆန်ဘာသာရေးပို့လို့ပါမေတ္တာပို့ပါတိခံစေမွေးပါစိတ်လိုက်မှန်ပါပြောဆို လုပ်ကိနာတွေဒုစဒုဆုံးဖြစ်တာတွေရှောင်ပါဘာပဲလုပ်လို့အုံနောက်နေလည်းပဲလုပ်မယ်ထိမ့်ပြီးတော့ဆုံးဖြတ်ပါ ပြောပါဆိုပါနော်အဲ့တော့ငွေကြေးကငယ်လေးကောင်းပါတယ် အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ကတော့ငွေကြေးအခက်အခဲအကျက်တည်းကလွတ်မြောက်ဖို့အခြေအနေကောင်းလေးပေါ်လာပါလိမ့်မယ်ငွေကြေးအကျန်စီတွေအောင်မြင်ဖို့အတွက်အခြေအနေကောင်းအခွင့်အလမ်းကောင်းအဆက်အသွယ်ကောင်းတွေအကူအညီကောင်းတွေပေါ်လာဖို့ရှိနေပါတယ်နောက်ဆုံးရှုံးမှုလို့ဖြစ်နေတဲ့ငွေကြေးများရှိနေတဲ့ပြန်လည်ရရှိဖို့ရှိနေပါတယ်ပြည့်မလို့ဖြစ်နေတဲ့ငွေကြေးအကျန်စီများလည်းအောင်မြင်ဖို့ရှိနေပါတယ်အဲ့တော့ငွေရတော့စီလိုအပေါက်ရှာပြီးတော့ဝင်နေပါလိမ့်မယ်ပြီးတော့စီလိုအပေါက်ရှာပြီးတော့လည်းပြန်ထွက်တတ်ပါတယ် အဲ့တော့ငွေကအဝင်များမယ်အထွက်များမယ်ဆိုတော့ကိန်းမျိုးပဲဖြစ်ပါတယ်အဲ့တော့အဲ့တော့လက်ပြားမှာငွေတီးမယ်ဒါငွေကြေးကိစ္စတွေကိုရေးတင်ဆောင်ရွက်လို့ရတယ်သို့တော်လည်းပဲအဝင်များမယ်အထွက်များမယ်အဝင်ကျမ်းမယ်အထွက်ကျမ်းမယ်အဲ့တော့ဝင်သမျှငွေတွေမြဲရလေအောင်ငါးတက်တာဘူးရဲ့အပေါ်မှာဘကြကနာပြောင်းနေထုတ်ပြီးစုတောင်းပါအဲ့တော့ငါးတက်တာဘူးကအဝိုင်းလည်းရတယ်အပြားလည်းရတယ်ငါးတက်တာဘူးရဲ့အပေါ်ပြောင်းနေထုတ်ပြီးတော့စုတောင်းပြီးအဲ့ဒါကိုကြောက်ချက်စားလည်းရတယ်ပြီးတော့အတက်တဘူးထက်ဝယ် မီတာဖူတာအဲ့ဒါအစိမ်းရောက်ထုံးလို့ပေါ့နော်အဲ့တော့အဲ့ဒါငွေမြဲမဲ့ရတရားပေါ့အဲ့တော့ငွေကြေးအကြံစီများအောင်မြင်ဖို့လေအထူးရတရားကတော့တဲ့မိမိနေတဲ့နေရာမိမိအလုပ်လုပ်တဲ့နေရာမိမိဈေးရောက်တဲ့နေရာမှာတဲ့အဝါရောင်ပန်းငါပွင့်ပန်းအောင်ထိုးတာပြပါအဲ့တော့ဖះအောင်တူတာမျိုးကိုးနားမှာထားတာပေါ့နော်အဲ့ပန်းဝင်ထဲမှာအဝါရောင်ပန်းကားပွင့်ထိုးပါကိုနဲ့အနည်းဆုံးညမှာထားပေးပါအဲ့ဒါငွေကြေးကန်ကောင်းမဲ့ရည်ရဖြစ်ပါတယ် နောက်တစ်ခုကစီးနေတဲ့ရေရှင်ထဲမှာတဲ့ငါတည်တည်လေး25កောင်သို့မဟုတ်9កောင်မကြမကြပေးမလှုပ်ပေးပါအဲ့တော့ရေရှင်ထဲမှာငါ9កောင်သို့မဟုတ်25កောင်မကြခဏပေးမလှုပ်ပေးပါအဲ့ဒါငွေကြေးကန်ကောင်းစီတဲ့တစ်နှစ်လုံးလောက်ရမယ်အထူးကျေရဖြစ်ပါလေအဲ့တော့ထီထိုးကန်ဆမ်းမယ်ဆိုရင်တော့တဲ့နံပါတ်1တရရယူဖရအောင်လှူပါငွေချင်းတွေကိုလည်းကြွေးပါကိုလည်းပဲစားပါပြီးရင် တောက်ကြံနဲ့တဟဘုဒ္ဓဦးနဲ့ရရလာဝရှိတဲ့ ठी ဆိုင်တမဟုတ် ठी ရောက်တဲ့သူစီမှာထိုးပါအဲ့တော့၄တို့၆တို့၈တို့မြ мян ပါတဲ့လက်မှတ်ကိုရွေးပြီးတော့ထိုးပါထိုးတဲ့အခါမှာလည်းပါဇက်ကတာဘာနိုရွတ်ပြီးတော့ထိုးပါတဝင်ဘူးရေးချတာဘလက်ချက်ရေးချဝဆန်နှလုံးပေါက်ပါနငယ်လုံးကြီးနဲ့တချောင်းငယ်နို့တာဘာနိုရွတ်ပြီးတော့ထိုးပါအဲ့ဒါကတစ်နှစ်လုံး ठी ထိုးကန်ဆန်းရင်လောက်ရမယ်ရရရ ခဏရောမဲ့ကာတာဖြစ်ပါလေ။ကဲထီဆွေးတွေပေါက်ကြပါစေ။အဲ့တော့ထီဆွေးပေါက်ရင်တော့လက်ဖက်လေးပါလေတိုက်ပါ။အဲ့တော့အချီလေးပဲကန်ကောင်းနေပါလိမ့်မယ်။ချစ်သူ မရှိသေးတဲ့သူများချစ်သူအစ်စ်ရပါလိမ့်မယ်တဲ့။ရုတ်တရက်ဆိုင်းမစင်ပုံမစင်အိမ်တော်လေးပဲကြက်တတ်ပါလေ။နောက်တစ်ခုက မလွတ်လပ်တဲ့သူတွေနဲ့ဒါညီစွန်းတတ်တဲ့အတွက်ဒါလည်းပဲသတိထားစီလိုပါလေ။အဲ့တော့အချီကကန်ကောင်းနေဆိုပေမဲ့လည်းမိမိချစ်သူရဲ့ဖုံးဝယ်ခြင်း ထန်ဆောင်ခြင်းလင်ညာခြင်း ခံတတ်တဲ့အတွက်လည်းပဲဒါလည်းပဲပြဋိဌာန်းစီလိုပါတယ်အဲ့တော့မလွတ်တဲ့သူများလည်းလည်းပဲညှိဆွတ်တတ်တဲ့အတွက်ဒါလည်းပဲပြဋိဌာန်းစီလိုပါတယ်အဲ့တော့အခြေကံကောင်းတော့လည်းပဲပြဋိဌာန်းတင်ပါတယ်နော်အိမ်တော်ရင်းနဲ့ပတ်သက်လို့တော့အိမ်တော်ဘက်ရဲ့အထင်မြင်လွဲမှားခြင်းနော်ဆွဆွဲခြင်းခံတတ်ပါတယ်အဲ့တော့ဆွဆွဲခြင်းနေအထင်မြင်လွဲမှားခြင်းနေဖုံးွယ်ဟန်ဆောင်ခြင်းနေရောထွေးနေတဲ့နှစ်ပဲဖြစ်ပါတယ် ဘေးလူကိုအကြောင်းပြပြီးတော့လည်းပဲနင်းနဲ့မရအစမပြေဖြစ်တတ်တဲ့နှစ်ဖြစ်ပါတယ်။အဲဒိဋ္ဌာတင်ပါတယ်နော်။အဲအိမ်တော်ဘက်ရဲ့ကောင်းကျိုးခံရပြီမဲ့လည်းပဲတဲ့။စိတ်ညစ်စရာလေးတွေဆစ်ရှုပ်စရာလေးတွေအထင်မြင်လွဲမှားမှုတွေတော့ရှိနေပါတယ်။အဲတော့အိမ်တော်ကြီးကတော့အကောင်းရောအဆိုးရောရောနေတဲ့နှစ်ပဲဖြစ်ပါတယ်။အဲတော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်လို့တဲ့နာမည်မှာကာကြီးခါခွေကားငယ်ကာကြီးကပါတဲ့သူတွေ ငွေချန်ကားကြောက်ကုန်းတဲ့ကွန်ပျူတာကင်မရာနဲ့ပတ်သက်တဲ့သူတွေကိုအကြောင်းပြုပြီးတော့အချင်းအင်တော်ရေးအစမပြေဖြစ်တဲ့လေသတိထားစီလိုပါတယ်နော်အဲ့တော့အချင်းအင်တော်ရေးအစမပြေတဲ့သူများအစဉ်ပြေနေတယ်ဆိုရင်နှစ်ယောက်တက်ဖို့မြင်းနှချင်းနိုင်ကုန်နဲ့ကပ်ပါသူတက်ဖို့နဲ့ကိုတက်ဖို့အဲ့တော့နှစ်ယောက်တက်ဖို့မြင်းနှချင်းနိုင်ကုန်နဲ့ကပ်လိုက်ပါ ပြီးရင်ထမင်းပေါင်းအလွတ်ထမ်းမှာတက်ပြီးတော့ပိတ်ထားလိုက်ပါလေနော်အဲ့တော့ထမင်းအဲ့ဒါအချင်းအင်တော်ရေးအစမပြေတဲ့သူများအစဉ်ပြေတဲ့ရေရရပါဘောနော် ပညာရေးကတော့တအားကောင်းနေပါတယ်မိမိရည်မှန်းထားတာနဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့ပညာရေးရည်မှန်းချက်များပြည့်မြောက်အောင်မြင်ပါလိမ့်မယ်မိမိရည်မှန်းထားတဲ့ပို့ပြီးတော့အောင်မြင်ပါလိမ့်မယ်အဲ့တော့ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲတဲ့အကူအညီကောင်းတွေအဆက်အသွယ်ကောင်းတွေအကြံကောင်းဉာဏ်ကောင်းတွေရဖို့ရှိနေပါတယ်နော်တိုးတော့လည်းပဲပညာရေးနဲ့ပတ်သက်လို့အပေါင်းအသင်းမှားတာမျိုးလို့စိတ်မပါတာစာကြည့်ရမှာစိတ်မပါတာမျိုးပြင်းပြီးငင်းငွေတာမျိုးကိုတော့အသိထားစီလိုပါတယ်နော် အဲ့တော့ပညာရေးကံကောင်းစီမဲ့အထူးရည်ရွယ်ကတော့ဘယ်နည်းမစို့မနဲ့စောစောကိမောဟ2ချက်ပန်းအဝ9ပွင့်တတ်တော်ရင်9ခွဲဖျောင်းတိုင်9တိုင်အိမ်ဖျားမှာလှူပြီးတော့အတိအကျပြက်ပြက်သားသားဆူတောင်းပါနောက်ချိုးမဲ့ရေထဲမှာပန်းအဝ9ပွင့်ထည့်ပြီးတော့လည်းပဲရေချိုးရင်းဆူတောင်းပါအဲ့တော့ဖလားထဲမှာရေထက်ပန်းအဝ9ပွင့်ထည့်ရေချိုးရင်းဆူတောင်းအဲ့ဒါကပညာရေးကံကောင်းစီတဲ့ရည်ရွယ်ဖြစ်ပါတယ်အဲ့ဒါအခုလည်းပဲခြေပါကြားထဲမှာလည်းပဲခြေပါအရေးကြီးတဲ့စာမူဝဲတို့ လာလာပတ်တို့နှစ်ဝက်တို့ရှင်းလည်းပဲခြေပါနောက်တစ်ခုကအင်တာဗျူးပြင်မဲ့ကိစ္စအတော့အလောက်ရှောက်မဲ့ကိစ္စအတော့နော်တန်ရုံးဝင်မှာတော့ဗီဇာဝင်မှာတော့အဲ့လိုကိစ္စတွေရှိတဲ့အခါမှာလည်းပဲဒီရေရာကိုခြေလို့ရပါတယ်တစ်နှစ်လုံးပညာရေးကံကောင်းစေတဲ့ရေရာဖြစ်ပါတယ်ကျမ်းမာရေးအနေနဲ့ကတော့တဲ့ခြေထောက်ခါအာယုံကျော်ကြီးပေါင်းတဲ့ပတ်သက်တဲ့ယောဂများသတိထားစေလိုပါတယ်အဲ့တော့ဖြစ်မယ်လို့မဆိုလိုပါဘူးအဲ့တော့ကျမ်းမာရေး ညနေခါမှာခြေရမယ့်ယရိယာကတော့အထူးယရိယာပေါ့နော်အဲ့တော့တနင်္လာသာသမီများကျမ်းမာရေးညနေခါမှာခြေရမယ့်ယရိယာကကော်ဘူးကော်ဘူးထဲမှာကိုယ့်ရဲ့ခြေသက်လက်သက်သပင်အနေငယ်ထဲပါနောက်ကိုယ့်ရဲ့အင်ဂျင်စုပ်ပစိုးသမဟုတ်ဘောင်းမီအစုပ်လေးအနေငယ်ထဲပါနောက်ဆန်းလက်တစုပ်ထဲပါကိုယ့်ရဲ့အိပ်ရာဘေးမှာထားပြီးတော့အိပ်ပါမနေ့ကျန်အဲ့ဒါလေးကိုရေထဲကိုတွားမြှောပါငါမှရှိတဲ့အခိုက်အတန့်အညံ့လေးပါသွားပါစေဆုတောင်း အဲ့တော့နိုင်ငံသားမှနေတဲ့သူတွေကရေထဲကိုမျောလို့အစွန်ပြေးရင်ကိုယ်အင်ကဒါမှမဟုတ်လမ်းကအမှိုက်ပုံးထဲမှာသွားဆွလိုက်ပါ။ငါမှရှိတဲ့အခိုက်တွေအညံ့တွေယောဂတွေအားလုံးပေါသွားပါစေဆိုတောင်း။အဲ့ဒါကတင်းလာသာသမီများကျမ်းမာရေးညံ့တဲ့အခါမှာခြေရမယ်အထူးရည်ရဖြစ်ပါတယ်။အဲ့တော့ကြီးမားတဲ့အခက်အခဲတွေရှိရင်စိတ်ညစ်စရာတွေရှိရင်နောက်ပြီးတော့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်စရာရှိရင်တင်းလာနေ့ညမှာ အပေါ်အောက်အဝိတ်ဟောင်းတစုံဝိတ်အိပ်ပါနောက်နေ့မနေ့အဲ့တစုံလုံးကိုလမ်းစုံလမ်းကွာမှာရှိတဲ့အမိုက်ပုံးမှာတွဲပြီးတော့ဆက်ပါငါမှာရှိတဲ့အခိုက်ဒီအညာနေငါကြုံရမယ့်အခိုက်ဒီညနေအားလုံးပါသွားပါစေဆုတောင်းပါအဲ့တော့တနင်္လာသာသမီများအတွက်ထောင်သုံးပါ89ခုနှစ်အတွက်တနစ်စာစောင်းရရှောင်းရရတရားကံကြမ္မာအကျိုးကြောင်းအခြေအနေဖြစ်ပါတယ်